ဟုတ်ကလေးဒါထိုးထားပါခင်ဗျာဒါဒီ cycle ရလုံးဝ danger cycle ပေါ့နော် danger cycle ဖြစ်တဲ့အတွက်ဒါတင်းညံမီပေါ့နော်အလူတန်းလေးလှုပ်လိုက်အောင်ဒီကနန်းလေးတစ်ခွက်တော့ဒါ online ရင်လည်းအလူတန်းလေးလှုပ်လို့ရအောင်ပေါ့နော်ဒီကနန်းလေးတစ်ခွက်ကိုထည့်ထိုးထားပါခင်ဗျာကျွန်တော်ဒီ85ခုနှစ်ကနေကြည့်လိုက်အောင်ပေါ့နော်အဲ့ဒါလေးမကြည့်ခင်ကျွန်တော်သူ့နဲ့တူတဲ့နမူနာပုံစံလေးတစ်ခုကျွန်တော်ပြပေးမယ်ပေါ့နော်သူက2023ကလုပ်ခဲ့တဲ့ cycle ပေါ့နော် 2023မှာဘလို့လောက်ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ30ခုနှစ်အနည်း20ကြာလိုက်မှာကျွန်တော်တို့ဆက်တဲ့ချိန်မှာ break ခွန်ဆိုတဲ့ကဏ္ဍရိုက်တယ်ပေါ့နော်သူကနေအာကျွန်တော်တို့30ခုနဲ့အနည်း20ချားလိုက်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ break ခွန်ဆိုတဲ့ကဏ္ဍလေးလောက်တယ်ပေါ့နော်ဒီမှာလဲ break ခွန်ဆိုတဲ့ကဏ္ဍလေးလောက်တယ်ပေါ့နော်အဲ break ခွန်မှာကျွန်တော်တို့ကအဲ့နှစ်မှာကျွန်တော်ပြီးခဲ့တာပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ30ခုနဲ့မှာ break ခွန်လို့ရိုက်တယ်ဒီမှာကျွန်တော်30ခုနဲ့မှာ break ခွန်လို့ရိုက်တယ်30နဲ့ break ခုနကမှ break ခွန်လို့ရိုက်တယ်ပေါ့နော်အဲ့ဒီ break ခွန်လေးကိုမှကျွန်တော်ဒီ၈3ည1ကြိမ်လေးနဲ့ဒီနားလေးမှ break ခွန်လို့ပေးလိုက်တဲ့အချိန်ကျတော့ဒီနားလေးမှ၈ခွန်နဲ့ကလေးနဲ့ဒါကျွန်တော်တို့ public တင်နဲ့ကျွန်တော်ရဲ့ 3D mix တွေများဒါ၈ခွန်နဲ့ကလေးဒီ၈3ည1ကြိမ်နဲ့ break ခွန်ပေးလိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့ဒီ၈ခွန်နဲ့ကနလေးဒါကျတော့ရဲ့ 3D mix တွေရခဲ့တဲ့ line လေးပေါ့နော်2023 set တစ်ချိန်ရပေါ့နော်ကျွန်တော်ရဲ့ ဒါကျွန်တော်တို့ channel လေးကို like နဲ့ follow လုပ်ထားတဲ့လူတွေဆိုရင်ဒါတိကြမှာပေါ့နော်ဒီလောက်ပြန်နှွေးပေးတယ်ဆိုရင်တိမှာပေါ့နော်အဲ့လို like လေးနဲ့တော်တော်လေးတူနေလို့ပေါ့နော်တော်တော်လေးတူနေလို့ဆိုတော့ဒီ site click ကတော်တော်လေးလဲကောင်းပါရဲ့နော်အဲ့တော့ကျွန်တော်တို့85ခုနဲ့6ချိန်မှာပေါ့နော်ကျွန်တော်တို့ဒီအစတဲကြည့်မယ်ဆိုရင်ဆယ်နဲ့6လိုက်ရနေရင်စတဲကြည့်လိုက်အောင်ပေါ့နော်ဆယ်နဲ့6လိုက်2015မှာ ကျွန်တော်တို့ဒီခွန်ထိတ်လို့ရတယ်ပေါ့နော်နောက်2005ခုနှစ်မှာလည်းဆယ်နဲ့6လိုက်2000 ငါးခုနဲ့မှလည်းခွန်ထိတ်လိုတဲခဲ့တယ်ပေါ့နော်အဲ့လိုတဲတော့ဒီနားလေးမှာကျွန်တော်ဆယ်နှစ်ချလိုင်းလေးနဲ့ခွန်ထိတ်ဆယ်နှစ်ချလိုင်းလေးနဲ့ခွန်ထိတ်ပေါ့နော်ဒီနားလေးမှာဆယ်နှစ်ချလိုင်းလေးနဲ့ခွန်ထိတ်ဆိုပြီးတော့ကျွန်တော်အရင်တစ်ဖိုင်တင်းခဲ့တယ်ရှိတယ်ပေါ့နော်အဲ့တော့ခွန်ချက်ငါးဆိုတဲ့ကဏ္ဍလေးပေါ့နော်အရင်ဖိုင်မှာခွန်ချက်ငါးဆိုတဲ့ကဏ္ဍလေးတဲခဲ့တယ်ပေါ့နော်အခုကတော့ကျွန်တော်တခြားစိုက်ကလေးတစ်ခုနဲ့ဒဲကြစိုက်ကလေးတစ်ခုကိုကျွန်တော်ထပ်ပြပေးမလို့ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ခွန်ထိတ်လို့ဒီနားလေးမှာယူကြည့်ပါဆိုတော့ခွန်ထိတ်ကလည်းသူ့ရဲ့ဆယ်နှစ်ချလိုင်းမှာခွန်ထိတ်ဆယ်နှစ်ချလိုင်းလေးမှာခွန်ထိတ်လို့ရိုက်တယ် ဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီနားလေးမှာခွန်ထိတ်လို့ယူမယ်ဆိုရင်သူ့ရဲ့နှစ်20ကြာလိုင်းလေးမှာလည်းခွန်ထိတ်ရှိတယ်နှစ်20ကြာလိုင်းလေးမှာလည်းခွန်ထိတ်ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်เนาะအဲ့တော့ကျွန်တော်တို့ဒီနားလေးမှာခွန်ထိတ်ပဲယူကြည့်ကြပါဆိုเนาะခွန်ထိတ်ပဲယူကြည့်ကြပါဆိုဆိုတော့ယူရမယ့် site ကလည်းရှိနေလို့ပေါ့เนาะအဲ့တော့ကျွန်တော်နှစ်20ကြာလိုင်းလေးနဲ့ကျွန်တော်သွားလိုက်မယ်ပေါ့เนาะအဲ့တော့ကြည့်ကြပါခင်ဗျာဒီမှာကျွန်တော်တို့ဒီနှစ်20ကြာလိုင်း85ခုနှစ်မှာ6ချိန်မှာခွန်ထိတ်လို့ရိုက်တယ်သူတိတိကျကျတကွက်ဖက်ရိုက်တယ်เนาะ ခွန်ထိတ်ကိုတခြားဘလို့မှတွတ်ဆဲရမလို့ तू ကခွန်ထိတ်လို့ဘိုင်းရိုက်တယ်ခွန်ထိတ်လို့ဘိုင်းရိုက်ပြီးတော့ तू ကဒီလေးထိတ်ကလေးပိတ်လို့ဝင်တယ်ဒီခွန်ပိတ်ကခွန်ခါလို့ဝင်တယ် तू ကခွန်ခွန်လေးဆိုပြီးတော့ break ရှစ်ထွက်တယ်အဲ break ရှစ်ထွက်တာအောင်မှဒီ break နှစ်ခုပေါင်း16နဲ့ပဲ तू ပုံသေးရိုက်တယ်နော်ကျွန်တော်ပြန်ပြောပြမယ်နော်ဒီတက်ကတ်မှာရှင်းမှာဒါကျွန်တော်ရဲ့3ဒီမိတ်ဆွေများအနေနဲ့ နောက်ကတ်တွေကိုရှင်းမှာပေါ့နော်အဲ့တော့85ခုနဲ့6ချောင်းမှာကျွန်တော်ဒီချိန်လေးမှာဒါကျွန်တော်တို့ခွန်ထိတ် site ရှိတဲ့အတွက်10နှစ်ချားလိုက်နေပဲကြည်ကြည်20ချားလိုက်နေပဲကြည်ကြည်ကျွန်တော်တို့ခွန်ထိတ်ဆိုတဲ့ကဏ္ဍလေးကဒါရှိတယ်ပေါ့နော်အဲ့တော့ container နဲ့ပတ်သက်တဲ့ကဏ္ဍကိုတော့ကျွန်တော်ရဲ့ 3D mesh များကိုဆရာဆရာမချမ်းပါဘူးเนาะအကုန်ပြပေးတော့မယ်เนาะအဲ့တော့85ခုနဲ့မှာကျွန်တော်တို့ဒီ6ချောင်းမှာခွန်ထိတ်လို့ရိုက်တာ။ तू က container လို့ရိုက်ပြန်တယ်။အဲ့ container လို့ရိုက်ပြန်တယ်။ तू ကဒီကဏ္ဍ တဲတကွယ်ပဲတိတိကျကျထွက်တယ်ဗရိတ်လဲပါရင်တော့သူကဒီ तू ကဒီလေးထိတ်ကလေးပိတ်လို့ဝင်တယ်ခွန်ပိတ်ကခွန်ခါလို့ဝင်တယ်ဒါတမန်ငါရှန်ငါလေးလည်းမဟုတ်ပါဘူးเนาะအဲ့တော့ဗရိတ်နှစ်ခုပေါင်းအောင်ပေါင်းကြည့်လိုက်မယ်ဆိုရင်ဒီဘေးချင်းချင်းဗရိတ်နဲ့ပေါင်းကြည့်လိုက်မယ်ဆိုရင်ဗရိတ်နှစ်ခုပေါင်းအောင် तू က16လို့ပဲထွက်တယ်ဒီမှာ10ဗရိတ်ရှိတဲ့အတွက်ဒီမှာ10ဗရိတ်နဲ့ဘိုင်နဲ့ तू ကခွန်ခွန်လေးဆိုပြီးတော့ तू ကတဲတကွယ်ပဲဒီမှာထွက်သွားတယ်နောက်ထပ်ကျွန်တော်20ရှားလိုက်မှာကြည့်လိုက်ပါเนาะ နှစ်20ကြာလိုက်မှလည်းကြည့်ပါခင်ဗျာဒီမှာကျွန်တော်တို့2005ခုနှစ်မှာလဲသူကခွန်ထိတ်လို့ပေးတဲ့အချိန်မှာဒီ3ပိတ်ကဒီ3ထိတ်က3ပိတ်လို့ပေးလိုက်တယ်ဒီ၅ပိတ်ကိုခါလို့ဝင်ပြီးမှခွန်း၅ဆိုတဲ့ကဏ္ဍတဲတကွယ်ပဲထွက်တယ်အဲ့တော့ဒီဘီးနာ brain နှစ်ခုပေါင်းကိုလေသူက brain လေးက brain နဲ့ပေါင်းလိုက်ရင်လေဒီမှာ brain ၃ရှိတဲ့တွေ့ဒီမှာ brain က brain နှစ်ခုပေါင်းကို၁၈ဒီမှာလည်း brain နှစ်ခုပေါင်းကို၁၈ထွက်တယ်လို့ဒီမှာလည်း brain နှစ်ခုပေါင်းကို၁၈လို့သူကထွက်တယ်ပေါ့နော်ဒါတကတ်ပေါ့နော် ခုကျွန်တော်တတိယတကတ်လက်ရှိရောက်ကပေါ့နော်တကယ်ထွက်မယ်ဆိုရင်လည်းဒီကနန်းလေးကဒါထွက်လို့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒီ site ကြီး site ကောင်းတော့မဟုတ်ဘူးပေါ့နော်ဒီလိုသူကရွှေလိုင်းလေးနေလဲဒါတဲတကွက်တဲ့ထွက်ပေးတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့2005ခုနှစ်မှာလည်းကြည့်လိုက်ပါခင်ဗျာ2005ခုနှစ်မှာလည်းဒီမှာကျွန်တော်တို့ခွန်ထိပ်စီပိုင်းလို့ကျွန်တော်တို့ယူကြည့်လိုက်ရအောင်နော်အဲ့တော့ခွန်ထိပ်စီပိုင်းဆိုလို့ရှိရင်ဒီ9ထိပ်ကလေးက9ပိတ်လို့ဝင်မယ် ဒီသုံးထိပ်ကလေးကသုံးသုံးပိတ်ကလေးကသုံးခါလို့ဝင်မှာအဲ့တော့ခွန်သုံးခါဆိုတော့ကဏ္ဍလေးကတဲတကွက်ပဲထွက်တယ်နော် တဲတခွက်ပဲထွက်တယ်ဆိုတော့ဒါအသုံးလေးပါနော်ခွန်35လို့သူကတဲတခွက်ပဲထွက်တယ်အထွက်တော့ပရိတ်နှစ်ခုပေါင်းကိုပေါင်းကြည့်လိုက်ဒီမှာပရိတ်3ရှိရဲ့အတွက်ဒီမှာလည်းပရိတ်5ဆိုတော့ပရိတ်နှစ်ခုပေါင်းကို16ရဲ့လို့ပဲထွက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီပရိတ်နှစ်ခုပေါင်းကိုဒီမှာ3ပရိတ်ရှိတဲ့အတွက်5ပရိတ်ပရိတ်နှစ်ခုပေါင်း16ရဲ့လို့ထွက်တယ်ဒီမှာလည်းသူ့ရဲ့ဘေးမှာပရိတ်30ရှိတဲ့အတွက်ဒီမှာပရိတ်ရှိရဲ့လို့ထွက်တယ်ကျွန်တော်ပြတာရှင်းမယ်လို့ထင်ပါနော်ခွန်ထိတ်လို့ရိုက်တယ်ဒီ၄ပိတ်ကလေး၄ထိတ်ကလေးက၄ပိတ်လို့ရိုက်တယ်ခွန်ပိတ်ကခွန်ခါလို့ဝင်မှာအဲ့တော့ခွန်ခွန်လေးဆိုတဲ့ကဏ္ဍတဲတခွက်ပဲထွက်တယ်ဒီပရိတ်နှစ်ခုပေါင်းကို တူထွက်မယ်ဆိုရင်ပရိတ်နှစ်ခုပေါင်းရလဲ၁၈ကိုက်နေရမယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ၂၀ချလာရင်၂005ခုနှစ်မှာခွန်ထိတ်လို့ထွက်တယ်ခွန်ထိတ်လို့ထွက်ပြီးရတယ်သူအတိတိကျကျတဲ့တကွယ်ပဲနော်ဒီ၃ပိတ်ဒီ၃ထိတ်ကလေးက၃ပိတ်လို့ဝင်မယ်၅ပိတ်ကလေးကို၅ခါလို့ဝင်မယ်အဲ့တော့ခွန်၅၃ဆိုတဲ့ကဏ္ဍတဲ့တကွယ်ပဲထွက်တယ်ထွက်တယ်ဆိုတော့ဒီပရိတ်နှစ်ခုပေါင်းကိုပေါင်းကြည့်လိုက်ရင်လဲ၁၈လို့ပဲသူကထွက်တယ်ပေါ့နော်အော်ဒီနားလေးမှလည်းကြည်လိုက်ပါခင်ဗျာဒီမှာလည်းကျွန်တော်တို့ဒီ break 3လေးထွက်ထားပြီပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲကြည်လိုက် break 18ဖြစ်အောင်ဆိုရင်ဒီနားလေးမှာ9ပရိတ်လို့ထွက်ရတာမှာပေါ့နော်အဲ9ပရိတ်ကိုမှကျွန်တော်တို့ကခွန်ထိတ်ကလေးထည့်မယ်ဒီ9ပိတ်9ထိတ်ကလေးက9ပိတ်လို့ဝင်မယ်3ပိတ်ကလေးက3ခါလို့ဝင်မယ်ခွန်35ဆိုတဲ့ကဏ္ဍလေးကတဲတကွယ်ပဲထွက်တယ်ပြီးမယ်ဆိုရင်တဲတကွယ်ပဲထိုးရမယ်တို့အဲကျွန်တော်ရဲ့ 3D မိတ်ဆွေတွေကိုလက်ဆောင်ပေးရတာလဲဒါတန်ပါရဲ့နော်တဲတကွယ်ပဲထိုးရတာသူကထိတ်စီခါအငိမ့်နဲ့ရမယ်ဆိုရင်ရလိုက်အောင်လို့ပေါ့နော်ဒီပရိတ်နှစ်ခုပေါင်း18လို့ရိုက်တယ်ပရိတ်နှစ်ခုပေါင်း18လို့ရိုက်တယ်ပရိတ်နှစ်ခုပေါင်း ကြာကျွန်တော်တို့6ချိန်မှာပေါ့နော်2024နဲ့2025 6ချိန်ဒီမှာပရိနေကူပေါင်းကို78လို့ရိုက်တယ်78လို့ရိုက်တယ်ဒီမှာလည်း78လို့ရိုက်အောင်မဆိုပရိ9ပေါ့နော်ပရိ9ကိုမှခွန်ထိပ်ပိုင်းနဲ့ဒီနောက်ဘိတ်ကဒီထိပ်ကနောက်ဘိတ်လို့ဝင်မှာ3ဘိတ်က3ခါလို့ဝင်ခွန်35တက်ပေါ့နော်သူကအားရရမလို့ပေါ့နော် ဲ့တော့935ဒဲလေးကိုကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေဒါလက်ဆောင်ပေးလိုက်ပါเนาะဒီကနန်းလေးကတော့ထိုးဖို့ဒါလုံးဝထိုက်တန်ပါเนาะသူကဒဲတက်ကွက်ပဲထိုးရတာခင်ဗျာသင်းညံအမီလေးပေါ့เนาะ2025လေးလပိုင်းသင်းညံအမီလေးပောက်ကြပါစေเนาะပြီးကြရင်လည်းဒီအချိန်တွေကျွန်တော် special ရွေးထားတဲ့ကနန်းလေးရှိပါတယ်เนาะတေချာကိုလည်းကျွန်တော်တို့ပိုက်စိတ်တိုက်ရှားထားတယ်ဒဲအော်တက်ကွက်ရှိတယ်ပေါ့เนาะရန်ကွက်ကလေးရေ3ကွက်လောက်ကိုလည်းပါမယ်ပေါ့เนาะထုံးစံအတိုင်းကျွန်တော်တို့25ရက်နေလောက်ဆိုရင်ကျွန်တော်ရဲ့အမြဲတမ်းအားပေးနေတဲ့မိတ်ဆွေများအနေနဲ့ တချိန်စာကိုလည်းအများကြီးယူမထားပါဘူးเนาะကျွန်တော်တို့ကလင်ကျွန်တော်ရဲ့ cleaner ဘူးလေးနဲ့ဘေးဘူးလေးပေါ့เนาะ9000ယူပါတယ်ခင်ဗျာတကယ်လို့ဆက်သွယ်ကျွန်တော်ရဲ့ခဏလေးကို origin နဲ့ဆိုလို့ရှိရင်ကျွန်တော်ထုတ်ထားတဲ့ခဏလေးကို origin နဲ့ဆိုလို့ရှိရင်3944400 439အနေလာရောက်ဆက်သွယ်ပြီးတော့25ရက်နေ့မှာတစ်ချိန်စာ9000နဲ့လာရောက်လက်တွဲနိုင်ပါတယ်เนาะကျွန်တော်ရဲ့ 3D မိတ်ဆွေများ2000 2526ချိန်မှာချေရီစုကြီးများဒေအော့ခွက်ကအချီးကြီးမိပြီးသတိပြကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်